ရေဒါချအောင်မဲမင်္ဂလာပါရှင်မန္တလေးခေတ်တင်မှပြန်လဲကျဆွန်လိုက်ပါရှင်ကျမတို့ channel ကနေနေစဉ်ပြည်တွင်းပြပန်းသတင်းများကျော်လိုက်ရသတင်းများနဲ့အနောက်ဆိုရသတင်းများကိုအချိန်နဲ့တပင်းရစာတည်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခုပရမောဆောအစာတည်တင်ဆက်ပေးမယ်ရင်းကြောင်းရလေကတော့အာနာသိအဖွဲအင်းဒီချင်းများနဲ့မြန်မာတို့ရဲ့ဒုက္ခအိုးကြီးများဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါရှင်ခေတ်တသမိုင်းတခြားမှာအရသာပြည်သူများအပေါ်မှာရက်ဆက်ကြမ်းကြုတ်စွာပြုကျင့်ခဲ့သူများမှာ ရေတူရတာပြူဟာပိုင်းအသာစီရနိုင်တော်လည်းပဲရေရှိတွင်ကြဆုံခံကိုဥတည်နေပြီဖြစ်သည်ဆိုတာကိုအကြင်ကြင်တက်တည်ပြခဲ့ပြီဖြစ်ပါရယ်စစ်တပ်ရဲ့ဖြက်လေးဖြက်ဆိုဒီလေထိုနည်း၎င်းပဲဖြစ်ပါရယ်၎င်းတို့ရဲ့လက်ချက်ဖြင့်မြန်မာပြည်သူတို့ရင်ဆိုင်နေရတဲ့ကြေကွဲဝက်နေဖွယ်ဖြစ်ရများကို ဂူလေးရာဖယုံဆင့်ပြီးခဲ့ကြသည်ကအင်းကြီးချင်းများဖြစ်သောတရုတ်အိန္ဒိယထိုင်းဘင်္ဂလားဒီမလေးရှားတို့ပင်ဖြစ်သည်ဟုဆောင်းပါရှင်ဖြစ်တဲ့ဂျိန်းရွှေက DVB တွင်သုံးသပ်တင်ပြထားဖြစ်ပါရယ်အဆိုပိုင်းအင်းကြီးချင်းနိုင်ငံများရဲ့လှုပ်ရက်များဟာဒေတာတွင်မတိမငြိဖြစ်စေသည့်တမက၎င်းတို့ရဲ့ဂုံတိတ်ခါပါမေးမေရော့ရော့သွားစေခဲ့လည်းဖြစ်ပါရယ် ဆောင်ပါရှင်ကလူတူအားရက်ဆက်ကြံကြုတ်စွာဖိနှိပ်မှုများကြောင့်ကြဆုံသွားခဲ့ရတဲ့နမူနာများအဖြစ် BNNC ဆိုဗီယက်တွေရဲ့အာဖဂန်နစ္စတန်စအမေရိကန်ရဲ့အီရတ်စစ်ပွဲများကို၆ပြသွားခဲ့လည်းဖြစ်ပါရယ်အဆိုပါစစ်ပွဲများကိုလေ့လာကြည့်ပြီးဆိုပါကလူထုရဲ့ခုခံတွဲလွန်မှုအင်အားကောင်းတဲ့ကောင်းလာခြင်းတရားဝင်ရက်တိပိုင်ခွင့်ဆုံးရှုံးသွားခြင်းနဲ့နောက်ဆုံးမဟာဗျူဟာအရာအရင်းနှီးသွားစေတဲ့အထိဖြစ်လာခဲ့တဲ့ကိုတွေ့ရပြီးဖြစ်ပါရယ် အကယ်၍မြန်မာစစ်တပ်တီ၎င်းတို့လွတ်ရက်များကြောင့်အောင်မြင်မှုများရနေသည်ဟုထင်နေပါကရင်းဒီမကောင်းသောအကျိုးဆက်များသာဖြစ်ပေါ်လာမည်ဆိုတာနဲ့ရေရှည်ကိုထက်တွင်စစ်ဆန်းနိုင်ခြင်းမရှိလောက်အောင် ထူပိန်နေတဲ့အဖြစ်ကို တွေ့ရမိပဲဖြစ်ပါရဲ့ ၎င်းရဲ့စိတ်ထဲအောင်မြင်နေသည်ဟုယူဆနေမှုများက2010ခုနှစ်တွင်ရိုဟင်ဂျာအချက်အသည်ကိုဖန်တီးပြီးဂျော်ဆန်ဆုချင်အားနိုင်ငံတကာအလဲတွင်အယုံကြည်မဲ့စစ်ချင်းဖြင့်2021ခုနှစ်အာဏာသိမ်းပွဲဖြစ်လာအောင်လမ်းခင်းပေးနိုင်ခဲ့ခြင်းမဖြစ်ပါရယ်။နိုင်ငံအောင်ဒီမိုကရေစီနိုင်ငံများနဲ့ကင်ကွာသွားစေပြီးတရုတ်ရုရှားအိန္ဒိယမင်္ဂလာဒေ့ကတူလှုပ်ခွေရတဲ့စီးပွားရေးနဲ့မဟာဗျူဟာအကျိုးဦးစားပေးတဲ့အာဏာရှင်နိုင်ငံများနဲ့တလုံးတစီတဲ့ဖြစ်လာခြင်း ထိုင်းမလေးရှားဘင်္ဂလားဒေ့ရှ်တို့မှရင်ဂျာနဲ့ရိုဟင်ဂျာမဟုတ်သူများကို အတင်းကျပ်ပြန်ပို့ချခြင်းကြောင့်၎င်းတို့တပ်သားစုဆောင်ရေးအတွေ့အကြုံဖြစ်ထွန်းလာခြင်းဖြင့်အသက်ဆက်နိုင်အောင်ပံ့ပိုးပေးခဲ့ကြခြင်းတိုင်းရင်းသားချင်းချင်းညီညွတ်ရေးပြုကွယ်အောင်တွေးခွဲခြင်းဘင်္ဂလားဒေ့ရှ်ရှိသည့်ဘင်္ဂလားဒေ့ရှ်ဒီရခိုင်ပြည်နယ်အတွင်းမှာ ARS အဖွဲ့ကအပင်းအများလှုပ်လာတဲ့ဟုဆွဆွဲခံလာရမှုနဲ့အတူဒေတာတွေမှာပဋိပက္ခပုံမှုရှေးကြားကြီးထွားလာစေခဲ့တာဖြစ်ပါတယ်။စစ်တရေပြည်သူများအပေါ်မှာအကြံဖန်လာခြင်းဟာကိုကျင့်သိက္ခာပိုင်အရာရွှရှားပွဲကောင်းနေတဲ့အပြင်၎င်းတို့လည်းကမှုရှုထိုးနဲ့ကြံရမရဖြစ်နေတယ်မှာထင်ရှားပေါ်နေလာခဲ့ပြီဖြစ်ပါတယ်။တို့တွေလူထုရဲ့ဒေါ်တာကိုဆွပေးသလိုဖြစ်လာပြီးကြော်ရည်ဟာအင်အားကြီးထွားလာစေခဲ့လည်းဖြစ်ပါတယ်။ ၎င်းတို့အားလည်းနိုင်ငံကိုအုပ်ချုပ်ပိုင်ခွင့်ရှိသူများဖြင့်ရှုမြင်ကြခြင်းနဲ့တဖြည်းဖြည်းဆုံးရှုံးသွားစေခဲ့လည်းဖြစ်ပါရယ်လူထုနဲ့လည်းတဖြည်းဖြည်းကင်းကွာလာခဲ့ပြီးအထီးကျန်လာခဲ့ပြီးလည်းဖြစ်ပါရယ်တရားဝင်အုပ်ချုပ်ပိုင်ခွင့်စုတီကို အကြောက်တရားနဲ့ဖန်တီးယူရမရပါဘူးတော်လိုင်းအောင်စုများထိ ंछ ုံနေမြင်များရှိရာမြို့ရွာများကိုမဲမဲမြင်ရာဘုံကျဲတတ်ခတ်ခြင်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းများကြောင့်အရေးပါတဲ့စီးပွားရေးအခြေခံအဆောက်အုံများပြည့်စည်သွားစီပြီးလူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တဲ့ဖြစ်ပါရယ် ထုတ်လို့ရများကြောင့်တော်လည်းရဟာအပြုတ်သွားခြင်းမရှိုံများမကား၎င်းတို့အပေါ်မှာမုံတိရွာရှာစိတ်များဖြင့်၎င်းတို့အားဖယ်ရှားမှဖြစ်တော်မူဟုသောခံယူချက်များဖြင့်တော်လန်ရာပူ၍ပင်အင် အားကောင်းလာခဲ့လတဲ့ဖြစ်ပါ၏။နေပြည်များလက်လွတ်လပ်ရတဲ့အပြင်ကျန်ရှိနေတဲ့၎င်းတို့အပေါ်မှာထောက်ခံနေမှုများလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပြီးကြဆုံခံတိုင်လာတော့တာဖြစ်ပါ၏။အင်းအင်းချင်းနိုင်ငံများကလည်းစကောင်းဆောင်များ အသက်ဆက်နိုင်အောင်ပံ့ပိုးလာခဲ့သည့် ။အိန္ဒိယဆိုလို့ရှိရင်လည်း၎င်းတို့ရဲ့အရှိမျော policy ဖြင့်စကားဆောင်များနဲ့ထိတွေ့ဆက်ဆံဆဲနေဆက်ဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရအားပွတ်ပွတ်နဲ့လဲထောက်ခံပေးရမယ့်အရေးကိုရှောင်ရှားခဲ့ကြရတယ်ဖြစ်ပါရယ်။တရုတ်ဒီလည်း data တွင်ရေးချေတင်းငင်းရေးထဲ၎င်းတို့ရဲ့ရေးတူအကျိုးစီးပွားကိုတာကြည့်ရှုလှုံ့ဆော်နေဆဲပဲဖြစ်ပါရယ်။၎င်းတို့ရဲ့စီမံကိန်းများဖြစ်တဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းမကြီး အိန္ဒိယရဲ့ကလတ်တန်မြစ်တောင်ကုန်စည်ပို့ဆောင်ရေးစီမံကိန်းအာရှအဝေးပြေးလမ်းမတည်ဆောက်ရေးစတီတို့ကိုလည်းအဆိုပါစီမံကိန်းဒေတာများအတွင်ပြည်သူတို့စောက်တည်ရမရဖြစ်လာခြင်းနဲ့အများအကြီးအကျယ်ခြေချောက်ခံနေကြပြီဖြစ်ပါရယ်ပုဂ္ဂလိကလှုပ်ချုံရေးကုမ္ပဏီများသုံးနာချင်းဒီလဲဒေတာခံများရဲ့လူမှုဖွလုံရေးထဲပြပကုမ္ပဏီများရဲ့အကျိုးဥစားပေးလောက်ရအဖြစ်ရှုမြင်လာကြရမည်ဖြစ်သောကြောင့် ထိုက်တိုက်ရင်ဆိုင်တွေ့လာနိုင်စရာများရှိလာပြီးတင်းမာမှုများနဲ့အတူ အကြံဖက်မှုများပို၍တိုးလောက်ဖို့သာရှိနေတာပါတော့တယ်။စစ်တရဲလူသားများအပေါ်မှာရာစုမှုများကျူးလွန်နိုင်ရေးတွင်ကျန်းရာပါဖြင့်ပတ်ပိုးပေးခဲ့တဲ့နိုင်ငံများဒီလဲမြို့ဆက်ပေါင်းများစွာအမဲဆက်ကြီးစွဲထင်းကြမ်းညစ်တော်တော်မှာပဲဖြစ်ပါရယ် ဆက်လက်ပြီးတော့ရွေးကောက်ပွဲအချင်းစရာကိုမင်းအောင်လိုက်ကထုတ်ပြောလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။ရွေးကောက်ပွဲအားလာမယ့်ဆယ်လအကြာမှာဒီဇင်ဘာသို့မဟုတ်နောက်ကြဆုံးဇန်နဝါရီလတွင်လှုပ်ပေးဖို့ရှိသည်ဟုဘယ်လာရုတွင်ပြုလုပ်တဲ့တရဇာရှင်နယ်ပွဲတွင်ပြောဆိုသွားခဲ့တယ်ဟုသိရပါတယ်။၎င်းရဲ့ရွေးကောက်ပွဲတွင် ပါဝင်ရှင်ပြန်ရန်နိုင်ငံရေးပါတီ53ပါတီကအစည်းအဝေးတွင်ထားပြီးဖြစ်သည်ဟုလည်းဆိုထားဖြစ်ပါတယ်။ မိတို့သောစနစ်မျိုးပြင်ပြုလုပ်မည်ဆိုဒီကရဲ့အတိတ်ကြောင့်ကိုတော့ထပ်တွင်ပြောဆိုခြင်းမရှိခဲ့ပါဘူး။မဲစင်းမန်အောင်လူရည်စင်းပြည်လုံးကျွတ်ကောက်ခဲ့ပါသည်ဆိုတော့ညာလေပြည်လုံးမကျွတ်တဲ့အပြင်ပြည်လုံးဝက်ပင်မရှိတဲ့မြို့နယ်330အနဲ့145မြို့တွင်သာပြီးလွယ်စီးလွယ်နောက်ကကြားလိုက်သလိုကောက်ယူခဲ့ရခြင်းပဲဖြစ်ပါရဲ့။ ရုရှားဘယ်လရှိခရီးစဉ်တွေကိုရွေးပြီးတော့ထုတ်ထုတ်ပြောဆိုလာခြင်းဟာ၎င်းရဲ့ရုရှားနဲ့ပိုပြီးနှိမ့်နှိမ့်ကက်ကက်ဆက်ဆံလို့တဲ့အနေအထားတိတာပေါ်တွင် ထင်ရှားသွားပြီဖြစ်ပြီးတရုတ်တို့ဂျင်နာသွားအောင်ချက်တွင်ပြောဆိုလာရခြင်းပဲဖြစ်ပါတယ်။သူမဟုတ်ပါက MNDA တမ ्या ဒီမန္တလေးတို့ဆင်းလာကြပါကမခက်ပြီလို့အခုစိုးရင်ကောင်းစိုးရင်နေပြီဖြစ်ပါတယ် တရုတ်ဟာနိုင်ငံတကာနယ်ပယ်တွင်ရုရှားနဲ့မဟာမိတ်အဖြစ်ဆက်စပ်နေတော်လည်းပဲမြန်မာစစ်ကောင်စောင်းများ၎င်းတို့ထားရနေစီရသွားဘဝအထီးရအောင်ဥချိုးထားနိုင်ခဲ့မှုထိမ့်သိမ်းထားနိုင်ရတဲ့ဒေတာတွင်မဟာဗျူဟာမြောက်ဟန်ချက်ညီညီထားနိုင်မဲ့နိုင်ငံရဲ့အရေးကိုရုရှားတို့ကခြေချုပ်လာ၍အနောက်ဆက်ဖြစ်သွားမယ့်အရေးကိုမိသူများလက်ခံနိုင်မည်မဟုတ်ပါဘူး။တော်မအကြံမင်းကလည်း၎င်းတို့စိတ်ကျဉ်တာတောင်းအောင်သာခေါ်လိုက်ရခြင်းဖြစ်ကြောင်းငကားမင်းအားချော့မော့ပြောဆိုထားမိတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ကွန်မြူနစ်ပါတီအစိုးရကတော့ပူတင်လိုမဟုတ်ပူတင်ဟာအမေရိကန်နဲ့ရှင်ပြန်ရာတွင်လက်နက်အားကိုဖြင့်ကြမ်းဖို့လောက်သာစိတ်ကူရှိတော်လည်းပဲတရုတ်တို့ကမူဝါဒအရေးရာပိုင်းဦးစားပေးသူဖြစ်ပါတယ်ထို့အတွက်ကြောင့်လည်းပြည်တွင်းရေးဝင်းမဆွတ်ဖက်ရေးအချုပ်အခြာအာဏာလေးစားရေးဆိုဒီကိုအမြဲလိုလိုပြောဆိုနေခြင်းဖြစ်ပါတယ် ရုရှားထံမှာတော့အထူးစကားမျိုးကြားရခြင်းမရှိခဲ့ပါဘူး။မေအွန်လိုင်းလိုလူပုဂ္ဂိုလ်များအားပူတင်လိုဘီဂျင်းရှိပြည်တွင်းခမ်းမဆောင်ကြီးတို့ဖိတ်ကြားလိုက်ပြီးဆိုကအာဆီယံနိုင်ငံများမျက်လုံးပြူမျက်စံပြူဖြစ်သွားပြီးရှေ့ရှေ့ပင်ဖန်တီးလိုတဲ့အမေရိကန်အလွန်ကမ္ဘာစနစ်တဲ့အပေါ်မှာတနည်းအားရှိနေတဲ့အဖြစ်မှလောကအယုံကြည်မဲ့တဲ့အဆင့်သို့ထိုးစင်းသွားမည်ဖြစ်ပါရယ်။လက်ရှိတွင်၎င်းတို့ဘာမှကြံဆောင်စရာမလိုပဲ ကမ္ဘာရဲ့ပလေကြီးယာတူမှတူးစင်းနဲ့တူထွက်သွားပြီးဖြစ်၍တရုတ်နဲ့ရုရှားတို့ဝင်ရောက်နေရာယူနိုင်ရန်၎င်းတို့ရဲ့နိုင်ငံသားရဲ့မူဝါဒအားတိမ်မွေ့စွာ reset လုပ်နိုင်ဖို့စိုင်းပြင်းနေခြင်းလည်းဖြစ်ပါရယ်ရွေးကောက်ပွဲအားလည်းတရုတ်လုတ်ခံရသားလိုက်လုတ်ပေးရသည့်အဖြစ်သဘောမျိုးနဲ့နိုင်ငံရဲ့အုံပုတ်တပုတ်ခံတာလုပ်မိဖြစ်ပါရယ်ရွေးကောက်ပွဲဖြစ်တာမယောင်းနိုင်အားတိတ်ခါရှိရှိဖယ်ရှားနိုင်မည်ဟုယုံကြည်နေတာဖြစ်ပါရယ် ၎င်းတို့အတွင်မဟာဗျူဟာမြောက်လွန်စွာအရေးပါတယ်ဟုတတ်မှတ်ထားတဲ့မြန်မာတွင်တင်းပေါ့ဆက်ပြီးတော့ဥဆောင်နေရမဖြစ်နိုင်တော့ဟုဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။၎င်းရဲ့နေရာတွင်မိသူနဲ့အစားထိုးရမင်းနေဆိုတကလည်းပြဿနာဖြစ်နေပြီးဖြစ်ပါတယ်။မေအောင်နိုင်ကတော့စင်းပေးရန်ငကိုကလေးကရည်ရွယ်သူမဟုတ်ပါဘူး။၎င်းရဲ့အုပ်ချုပ်နေမှုအားနိုင်ငံတကာကမဖြစ်မနေအတိမတ်ပြုနိုင်ရန်ကြံစည်နေခြင်းဖြစ်ပါရဲ့။ တရုတ်ဒီကလည်း၎င်းရဲ့အကြံကိုမသိဘဲနေမည်မဟုတ်အနယ်ဆုံးသုံးစားမရတဲ့အကာအကွယ်ရေးဦးစီးချုပ်အရာထူမှာဖယ်ရှားပေးမယ်ဆိုရင်မဆိုလဘူးလို့ယူဆထားဖြစ်ပါတယ်။တရုတ်ရဲ့တရားရုံးများဒီလည်းပြီးခဲ့တဲ့နှစ်အတွင်းကအွန်လိုင်းလေးလံမှုပေါင်း4000ကျော်ကန်တွဲနေခဲ့ရပြီး2023ခုနှစ်နောက်ပိုင်းမှာ26.800ခန်းတို့လာနေတဲ့အရေးကြောင့်ကြားဖြန့်ကိစ္စနဲ့ပြည်လဲခြင်းမရှိတဲ့ကြောင်းသိရပါတယ်။ ။အကြောင်းရင်းတက်ဆက်ပြီးမှကျွန်မရဲ့ကတာနာကိုပြပါရှင်။အပင်နာဆင်မှုအတွက်အတွက်ကျေးဇူးတင်ရှိပါရှင်။